ဒီနေ့တော့အစမ်းလမ်းနံပါတ်7ဖြစ်ပါတယ်။ခန်းကြီး7အငယ်1မှ4မတရားသောသူတို့သည်သဘောဖြောင့်သောသူတို့ကိုမထင်မရှားပြစ်အံ့သောငါလေးကိုတင်၍လေးညို့ပေါ်မှမြားကို ပြင်ကြ၏။အမိတကယ်တို့သည်ပြက်လျင် ဖြောင့်မတ်သောသူသည်အဘယ်သို့ပြုနိုင်သနည်း။ငါဝိညာဉ်အားတင်သည်ငှက်ကဲ့သို့ကိုနီယာတောင်သို့ပြေးကြည်ဟုအဘယ်ကြောင့်ပြောကြသနည်း။ ဒါဝရဖျားသည်ငါခေါ်လို့ရဖြစ်တော်မူ၏ဒါဝရဖျားသည်တန်ရှင်းသောဗိမာန်တော်၌ရှိတော်မူ၏ဒါဝရဖျား၏ပလင်တော်သည်ကောင်းကင်ပေါ်မှတည်၏မျက်စိတော်သည်ကြည့်ရှု၍မျက်ခမ်းတော်သည်လူသားတို့ကိုစစ်တော်မူ၏အငယ်ငါမခုနှစ်ဒါဝရဖျားသည်ဖြောက်မတ်တော်သူကိုစုံစမ်းတော်မူ၏မတရားသောသူနှင့်လူယူဖြစ်စည်းလိုသောသူကိုဝိညာဉ်တော်သည် မုန်းတော်မူ၏ မတရားသောသူတို့အပေါ်မှာတောက်သောမိခဲကန့်နှင့်ရောသောမိလျင်ပူလုံသောမုန်တိုင်းကိုတက်ရောက်စေ၍သူတို့စောက်เสียဖို့စီရင်တော်မူမည်တရားသဖြင့်ပြုတော်မူသောသာရဖျားသည်တရားသောအမှုကိုနှစ်သက်၍သဘောဖြောင့်သောသူကို မျက်နှာပြုတော်မူ၏ Okay now you must be in the know